ဧပြီ24ရက်ညနေ6:00နာရီအချိန်ကမင်္ဂလာတောင်ကျွန်းမြို့နယ်တိမ်ဖြူလမ်းမှာရှိတဲ့ပီလီစေကန်ဘော်ဒါကမီးစတင်လောင်ကျွမ်းခဲ့မှုကြောင့်စားတောက်ဆိုင်နဲ့စေကန်တော်ရဲ့အိမ်တလုံးနဲ့တိုက်ခတ်နှက်ခတ်မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။မီးလောင်ဆုံးရှုံးမှုတန်မှုက146သိန်းပိုပျက်စီးဆုံးရှုံးခဲ့တာဖြစ်ပါတယ်။မြန်မာပြည်နယ်မြန်မာနော်ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတောင်ကျွန်းမြို့နယ်တိမ်ဖြူဆိုင်ရဲ့တိမ်ဖြူလမ်းပေါ်မှာမီးတောင်ကျွမ်းနေတဲ့မြို့ကမှဖြစ်ပါတယ်။ဒီမီးတောင်ကျွမ်းမှုဆိုတော့ညနေ6နာရီဝန်းကျင်ကစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီးည9နာရီအချိန်မှာတော့မီးထိန်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒီမီးတောင်ကျွမ်းမှုကိုရန်ကုန်တိုင်းဒေသကြီးလေဗယ်3ဆေးလွှတ်ထားတာဖြစ်ပါတယ်။ အဲ့မီးလောင်ကျွမ်းမှုကိုတော့ည9:00နာရီအချိန်ကမှမီးထိန်နိုင်ခဲ့ပြီးည9:00နာရီ10မိနစ်အချိန်ကမှတော့မီးငြိမ်သက်နိုင်ခဲ့တာဖြစ်ပါတယ်အဲ့မီလောင်ကျွဲမှုနဲ့ပတ်သက်ပြီးရန်ကုန်တိုင်းဒေသကြီးမီးတက်ဦးစီးမှုဒုတိယညွှန်ကြားမှုဦးတော်ဒါကလည်းအခုလိုပြောပါဗျ။ဆက်လောင်တာကတော့ကျွန်တော်တို့ဒီဘက်ကတက်ထပ်ပေါ့ ကဒီစတော့ဆိုင်နဲ့ကျွန်တော်တို့ဆေးကနေတွဲရက်ကနေစတယ်အဲအဲ့ရနှစ်ခုလုံးလောင်သွားတယ်ဘေးလိုမပြူအောင်လို့ကျွန်တော်တို့နှစ်ဖက်ကနေကားတွေနဲ့မြကာထားတဲ့အချိန်မှာပဲကျွန်တော်ဒီဇိုင်နာဝါတာဘက်ကတော့လွတ်သွားတယ်ကျွန်တော်ညာဘက်ချမ်းဘေးဘက်ချမ်းညာဘက်ချမ်းကကျွန်တော်တို့ရှစ်တက်တိုက်ကတော့ကျွန်တော်တို့ဒုတိယရက်နဲ့တတိယရက်ကိုကျွန်းကားနေပစ္စည်းတွေမီးလောင်သွားတယ်ကျွန်တော်အဆောက်အဦတတ်မှုနဲ့အကျုံးပစ္စည်းစုစုပေါင်း146သိန်းလောက်ဆုံးရှုံးသွားတယ်ဟုတ်ကဲ့စီးဆိုင်ရဲ့အပေါ်တက်ကနေပြီးတော့ကျွန်တော်တို့စတဲ့လုံသွားတဲ့ အမိသားရှိပါအကြောင်းရတော့စဉ်းစားလဲပါသူတို့အပေါ်ဓာတ်ကဆောက်လောင်တာလို့သိချင်ပါဘာကနေဆောက်လောင်တာလဲဆိုတော့ကျွန်တော်တို့ကစဉ်းစားလဲဆောက်လောင်တဲ့အိမ်ဟိုဆေးကမ်းဘက်ကအဖွဲတွေကထွက်ပြေးနေတယ်ပဲရှာလို့မရဘူးခေါ်လို့မရဘူးဖုန်းနေဆက်တော့လဲဖုန်းနေပိတ်ထားတယ်ပဲကျွန်တော်တို့ဆက်သွယ်လို့မရသေးတဲ့အတွက်သူတို့တိကျစနေပြီမှာအကြောင်းရင်းကျွန်တော်တို့ခေါ်တော့ပါမိလာမှုနဲ့ပတ်သက်ပြီးအနားမှာမျက်မြင်တွေ့ရှိခဲ့သူတွေကလည်းသူတို့မြင်တွေ့ခဲ့ရတာတွေကိုအခုလိုပြန်လဲပြောပြခဲ့ပါတယ် ားတောင်တော့မတိဘူးအဲရမိခိုးတွေကကိုယ့်အရာနဲ့ကြည့်တော့မိခိုးတွေကအရန်ပြီးတော့ပြင်းထန်နေတဲ့ပုံမှာဘယ်လိုမှလုပ်လို့မရတော့တချင်းစင်းပြီးကြည့်တာဒီရောက်မှဘယ်နေရဘယ်လိုလောင်းဆိုတော့ဒီအိမ်နေတိုက်တွေ၃ညလောက်ဇောင်းသွားတယ်ဆိုတော့အခုမှပဲတိရတယ်အရန်များတယ်အဲ့မီးလောင်ကျွဲမှုကိုမီးတဲ့38စီရေးတဲ့ရင်6စီကိုကဲမှုရင်6စီအထောက်ခုပြုရင်2စီမီးတဲ့ဆက်ရင်2စီမိဖက်ရင်2စီကြက်ရှင်ရင်15စီလို့နဲ့ငိမ့်တက်ခဲ့တာဖြစ်ပြီးမီးလောင်ကျွဲမှုကိုမီးတဲ့ရင်7လုံးမှု level 3အဆင့်တတ်မှတ်ခဲ့တာဖြစ်ပါတယ်